စကိုင်းတိုင်းရွှေဘုံမြို့နယ်တာကနန်းကြီးရွာအနီးစစ်ကောင်မရှင်တပ်နဲ့ဒေသကပွဲရေးတပ်ဖွဲ့ဝင်တွေအကြာဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာနှစ်ဖက်တိုက်ဆုံမှုရှိပြီးစစ်သုံးဘက်၄ဦးဖမ်းမိခဲ့တယ်လို့ရွှေဘုံမြို့နယ်ဘကပါစီကတည်ရပါတယ်အော်တိုဘာနေရမနေ့6နိုင်ကျော်မှာရွှေဘုံမြို့ကနေစစ်ကြောင်းထိုးလာတဲ့အင်အားတရာကျော်ပါစစ်ကောင်မရှင်နဲ့ပြူစောတီပူပေါင်းတပ်ဖွဲ့တွေတာကနန်းရွာအနီးအရာဒေသကာကွယ်ရေးပူပေါင်းတပ်တွေကကြားပြတ်တိုက်ခိုက်ခဲ့ရာနှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ရွှေဘုံမြို့နယ်ဘာကဘာတာဝန်ရှိသူတို့ကမေလတန်ကိုပြောပါတယ် မနက်ခင်းကတမနက်ခင်းလို့ပဲဒီတိုင်းကျတော့ယောက်ျားကတော့သူကပြလိုက်ပေါ်ပြလိုက်သူကပြလိုက်ပေါ်ပြလိုက်အဲ့လိုပေါ့နော်မိုင်ဝဲတစ်ခါတော့အဲ့လိုသမားမေးတစ်ခါတော့အဲ့လိုလူကြီးကြီးနဲ့နောက်ကျတော့သူတို့ကပြန်ဆုတ်သွားတာအဲ့ရာကျဆင်းနေဝင်နေကြတော့အစ်ကိုအစ်ကိုစစ်ကောင်မနေဘူးလားကိုယ်ဒီနေအောင်သူကတက်ဆွဲတာဆွဲတော့ကျတော့မနေ့ကကြီးကတော့ကောင်းပြီအဲ့ဒါပဲပုံစံကြီးကြီးတိုက်ပွဲအတွင်းစစ်ကောင်မရှင်တပ်ဖွဲ့ဝင်ခွန်နာဦးတည်ဆောင်ပြီးစေဦးခန့်နေရရသွားတယ်လို့ဆိုပါတယ် ဒါပြင်စစ်ကောင်မရှင်ဘက်ကတကြကြီးတူအပါအဝင်၄ဦးကိုအရှင်ဖမ်းမိခဲ့ပြီး60မမကွန်မန်တိုပြောင်းတလက် MG3 တလက် MA1 တလက်60မမအဖူတဖူ RPG7 အဖူနှစ်ဖူဂျမ်းမာတစ်ခုဖိုက်ပွိုင်မက်ဆေ့ချ်ကြီးတရာတောင်းတို့ကိုသိသိရမိခဲ့တယ်လို့လည်းဆိုပါတယ်တော်လိုင်းတပ်ဖွဲ့တွေဘက်ကလည်းတက္ကနန်းကြီးရွာဘက်ကဖာအဖွဲ့ဝင်တအူးဝလန်မြို့နယ်ကာကွယ်ရေးအဖွဲ့ဝင်တအူးတိုက်ပွဲကြသည့်ဆုံးခဲ့ပြီးဒဏ်ရာရသူအချို့လည်းရှိခဲ့တယ်လို့ဆိုပါတယ် တိုက်ပွဲဖြစ်ပွားတာကြောင့်တာကနန်ရှတော်ဇီရိုဂျီရော့တွေနဲ့အနီးတစ်ဝိုက်ဂျီရော့တွေကဒေသခံလူကြီးရဲ့သုံးတော်ခံထွက်ပြေးခဲ့ရပြီးအော်တိုဘာ3ရက်နေ့မှာတော့ဂျီရော့တွေမှာပြန်လည်နေထိုင်နေကြပြီလို့သိရပါတယ်တိုက်ခိုက်မှုကတော့ရှီဘုံမြို့နယ်အတွင်းရှိတိုက်နယ်နယ်ဂျီရော့ဘာကဖာအဖွဲ့တွေဝက်လန်းလျော်ဒေသကားဖွဲ့ရဲ့အဖွဲ့တွေအပါအဝင်ပူးပေါင်းအဖွဲ့တွေကတိုက်ခိုက်ခဲ့တာပါတိုက်ပွဲဖြစ်ပွားနေချိန်အော်တိုဘာ2ရက်မနက်7:00နာရီလောက်မှာရွှေဘုံချီဆိုင်ခမာယာစတေကပြည်ကူပေးတဲ့လက်နက်ကြီးဘုံစီးဟာရွှေဘုံမြို့အမှတ်9ရပ်ဝက်ရှိ အောင်မြင်ချမ်းမြေဘုံကြီးကြောင်းဝင်လဲကြားရောက်ပါခွဲခဲ့လို့ကိုရင်သုံးမပြေလုံတော်မူကရှစ်ပါထိခိုက်တဲ့ရာရခဲ့တယ်လို့သိရပါဗျ